DVV ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။အမျိုးသားနဲ့အထိမ်းအမှတ်အဖြစ်ဘွယ်ဒူးဂုံဒူးတွေကိုအာနာသိန်းစစ်ကောင်စီကနိုဝင်ဘာလ14ရက်နေ့ဒီကနေ့မနက်ကပေးအပ်ချင်းမြင့်ရမှာတော့တက်ထောက်ကန်သူဟာသာတယုတ်ဆောင်ဒိန်းတောင်ငိန်ချန်အုံသီခိုင်နင်းဝင်းနဲ့ဝေလူကျော်အပါအဝင်12ယောက်ကလူမှုထူးချွန်စုတွေရရှိခဲ့ကြပါတယ်။ စစ်တပ်ကပေးတဲ့လူမှုထိုးချွန်စုပထမအဆင့်ကိုဟာတာတရုတ်ဆောင်ဒိန်းတောင်နဲ့ဒရိုက်တာဇင်ယောမမောင်တို့ကရရှိခဲ့ကြပြီးလူမှုထိုးချွန်ဒုတိယအဆင့်ကိုတော့ဟာတာတရုတ်ဆောင်ငင်းချန်တရုတ်ဆောင်ဝေလူကျော်နဲ့ခိုင်နင်းဝင်တို့ကရရှိခဲ့ပါတယ်စစ်တပ်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ဖို့ရန်ကုန်မြို့ပြနေပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကစီယုံလှုံ့ဆော်ခဲ့ပါတယ်။ နိုဗင်ဘာလ13ရက်နေ့မှာကမ္ဘာရွှေဈေးကအမေရိကန်ဒေါ်လာ4230အထက်ထိကိုထိုးတက်ခဲ့ပြီးပြည်တွင်းရွှေဈေးလည်းကျပ်88သိန်းအထက်ကိုဆက်လက်မြင့်တက်တယ်လို့ဈေးကွက်အတွင်းကနေသိရှိရပါတယ်။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါရှင်။